င်္ဂလာပါရှင်အခုချိန်ကစပြီးအော်တိုဘာလ3ရက်တောက်ချာနေ့ညပိုင်းသတင်းမီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါ စကိုင်းတိုင်းရွှေဘူမြို့မှာစစ်ကုမရှင်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုထဲကိုရင်လေးပါပြန်လွန်တော်မူခဲ့ပြီးတော့ဖုန်ကြီးခုနှစ်ပါထိမှန်တဲ့ရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ရွှေဘူမြို့တောင်ဖက်တမိုင်လောက်မှာစစ်ကုမရှင်တပ်နဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်နေတဲ့ချိန်လက်နက်ကြီးကြီးကြပြီးတော့အခုလိုမျိုးကိုရင်လေးပါပြန်လွန်တော်မူခဲ့တာလို့ဒေသခံတွေကပြောပါတယ် အသက်၁၄နှစ်အရွယ်ရှိကြတဲ့ရှင်ညာနိကရှင်ဥတ္တမရှင်ဝိမလာတို့ပြန်လွန်တော်မူခဲ့တာလို့ဆိုပါရယ်ကျန်တဲ့တဘာကိုတော့ဘွဲ့အမိစုံစမ်းလို့မရသေးပါဘူးအော်တိုဘာလာ၂ရက်နေ့မနက်၇နာရီလောက်မှာနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ခဲ့ပြီးတော့နှစ်ဖက်လုံးမှလည်းအကြအဆုံးတွေများခဲ့တယ်လို့မြင်ပြသတင်းရင်းမြစ်ကပြောပါရယ် တိုက်ပွဲထဲစစ်ကွန်မရှင်တပ်က120မမလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့်တမိုင်းဝင်အောင်မြီဖုံးကြီးကျောင်းထဲကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဖုံးကြီးခုနှစ်ပါးလည်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ရွှေဘုံမြို့အဝင် မုတ်ဦးကနေတာကနဲရွာကိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာကြောင့်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ရွှေဘိုမျိုးကာညာနာမှာသက်ဆွဲထားတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပြစ်ကူပေးနေတာလို့လဲဆိုပါရယ်လက်ရှိမှာတော့တိုက်ပွဲတွေကြောင့်ရွှေဘိုမန္တလေးလမ်းပိုက်ကိုယာယီအတုံးမပြုတ်ဖို့ရွှေဘိုမျိုးနဲ့တည်င်းမဲ့ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်အသိပေးထားပါရယ်ရှမ်းမြောက်ကကြောက်မဲမြို့ကိုစစ်တပ်ကဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိထိုးစစ်ဆင်ပြီးတဲ့နောက်မြို့ကိုသိမ်းယူလိုက်ပါတယ် ကျောင်းမဲတိုက်ပွဲထဲဩဂတ်လ16ရက်နေ့ကနေစက်တင်ဘာလ10ရက်နေ့အထိတိုက်ပွဲထဲအရက်သားပြည်သူ15ရောက်ထက်မနည်းတိစုံမှုရှိခဲ့တယ်လို့ဒေသတွင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ကျောင်းမဲမျိုးပြန်ရရေးစစ်ကော်မရှင်တပ်ကမြေပြင်ထိုးစစ်အပြင်လေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအလွန်အကျွံသုံးပြီးတိုက်ခိုက်ခဲ့တာလို့တအန်းသက် TNL ဘက်ကပြောဆိုထားပါတယ်။ တရုတ်ရဲ့ဖိအားပေးဖြတ်တောက်မှုတွေကြောင့် TNL ဘက်မှလက်နက်ခင်းရဲတပ်သားအင်အားအကန့်အသတ်ရှိလာနေတဲ့အချိန်မှာစစ်ကွန်မရှင်တပ်ကလက်နက်ခင်းရဲအပြင်ပြည်သူစစ်မှုထမ်းတွေကိုလည်းအလွန်အကျွံသုံးနိုင်တာကြောင့်ကြောက်မဲမျိုးကိုလက်လို့ရတာလို့ TNL ပြောခွင့်ရလွေရီဦးကပြောပါတယ်။ နောက်ချိုဖက်ကလည်းထိုးစစ်ဆင်လာတဲ့စစ်ကော်မရှင်တပ်ရဲ့ချင်းမြတ်တမတစ်တစ်တမငငါနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလက်အောက်ခံအမတ်တိစစ်စင်ရေးကုကဲမှုဌာနချုပ်စကခတိတပ်ဖွဲ့ဝင်တွေကဩဂတ်စ်လလေကစပြီးကြောက်မဲမျိုးကိုထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်ဒီစစ်ကြောရီကဩဂတ်စ်လလေကစပြီးတော့ကြောက်မဲမျိုးနယ်ထဲကထန်းတပင်ရွာကို စားတိုက်ပြီးထိုးစစ်စခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။ စက်တင်ဘာလတရက်နေ့မှာကြောက်မဲမြို့မရဲစခန်းအပါအဝင် ရက်ွက်၉ခုလုံးကိုစစ်တပ်ကပြတ်ထိတ်ချုပ်လိုက်ပြီးမဲ့ကြောက်မဲနမ့်ဆန်အထွက်ချင်းမြဲတဲ့ရင်ခမာယာ936 939ခုနဲ့အမတ်တစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခတစ်ကိုတော့ TNL ကဆက်လက်ထိတ်ချုပ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ် စက်တင်ဘာလအတွင်းရခိုင်ဒေသထဲမှာစစ်ကုမရှင်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုထဲအပြင်းမဲ့ပြည်သူ23ယောက်သေဆုံးခဲ့ပါတယ်ရခိုင်ပြည်ထဲကကြောက်တော်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူအယောက်20ရှိခဲ့ပြီးတော့21ယောက်ဒဏ်ရာရခဲ့တယ်လို့အရခတ်သက်တော် EA ကအော်တိုဗာလာနေရည်နေမှာထုတ်ပြန်ပါတယ် တန်သွဲမှာတော့တည်ဆုံးသူ၃ယောက်ဒဏ်ရာရတာ၅ယောက်နဲ့ပလဲဝမှာတည်ဆုံးရတဲ့သူ၂ယောက်ဒဏ်ရာရတာ၂၃ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်အခုစရင်အရာကြောက်တော်မျိုးကထိမဲ့တည်ဆုံသူအများဆုံးရှိတဲ့မျိုးဖြစ်ပြီးစက်တင်ဘာ12ရက်နေ့ဖြစ်စဉ်ထဲမှာထိမဲ့တည်ဆုံခဲ့တာဖြစ်ပါတယ်။ ကြောက်မဲမျိုးနဲ့တရက်တပင်ရွာမှာရှိတဲ့ပညာပန်းခင်းနဲ့အမြင့်တက်ကိုပိုင်အထက်တန်းเจ้าကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတွေအပါအဝင် အပြစ်မဲ့ရက်သားပြည်သူအယောက်20တိဆုံးခဲ့ပြီးတော့ 23ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့လယ်ပိုင်းမှာပလဲဝမြို့ကိုစစ်တပ်က Jet Fighter နဲ့၃ချိန်ဗုံးကျဲတိုက်ခိုက်ခဲ့သလိုစက်တင်ဘာ29ရက်နေ့ညပိုင်းမှာတော့တန်သွဲမြို့ကို Jet Fighter နဲ့၂ချိန်ဗုံးကျဲခဲ့တာလို့ဒေသခံတွေကပြောပါတယ်။မန္တလေးမြို့နယ်မှာရွေးကောက်ပွဲဆက်ကျင်ရေးလှုပ်ရှားမှုလုပ်ခဲ့တယ်လို့မန္တလေးသပိတ်ကောင်းဆောင်တယောက်ဖြစ်တဲ့ဒေါက်တာတီစာဇန်ကပြောပါရယ် မန္တလေးမြို့နယ်မှာဖော်ဆောင်ခဲ့ကြတဲ့ရွေးကောက်ပွဲအသူဆက်ကျင်ရေးမြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုမြင်ကွင်းဖြစ်တဲ့ဆိုပြီးဓာတ်ပုံတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဒေါက်တာတီစာဆန်းကတင်ထားပါတယ်။ပြူလဲပါစီတွေတောင်းကျင်းတာစီမှုထံခေါင်းစဉ်နဲ့အသင်းအတ္တမဖန်စည်းငွေညစ်တာတွေကိုစက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတဲ့မန္တလေးပြည်သူတွေရဲ့ယင်ထဲမှာဖက်စစ်စစ်တပ်ရဲ့အာဏာသိမ်းစစ်အုပ်စုအပေါ်နှာကြီးချက်တွေကယင်နဲ့အပြစ်ပါလို့လဲဆိုထားပါတယ်။ ဒါပြင်အခုစီအုပ်စုကလုံမဲ့အတူအယောင်ရွေးကောက်ပွဲလုတ်ပွဲကိုလည်းခါးသီးစွာဆက်ကျင်ကြယုံမုံကြပါတယ်လို့လည်းဒေါက်တာတေစာဆန်းကဆိုပါတယ်ပြည်သူတော်လှန်ရေးမှာပြည်သူသားအ धिक ပြည်သူလူထုထောက်ခံပါဝင်နေတဲ့ရွေးဒီတော်လှန်ရေးကရှေ့ကိုဥတည်ရှိရှိနေမှာဖြစ်ပြီးပြည်သူအားလုံးအနေနဲ့အာနာယူစိအုပ်စုကိုငုံမခံပဲရရနီးနာနဲ့နီလန်းအစုံနဲ့တုံ့ပြန်နေကြဖို့လိုတယ်လို့တိုက်တွန်းထားပါတယ် နောက်တစ်ပုတ်ကတော့မြမဆဘအိုအာလာအင်ဆန်ရဲ့နောက်ဆုံးထိုးတက်ပွဲက မနစ်ဖြန်ဆိုတာသိကြပါသလားမြမဆဘအိုအလာအန်ဇန်ဟာအော်တိုဗာလာ၄ရက်နဲ့စနေနေ့မနက်ပိုင်းမှာနောက်ဆုံးနှုတ်ဆက်ထိုးသက်ပွဲရှိပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ MMA fighter မြမဆဘအိုအလာအန်ဇန်ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်အဖြစ် Sweden fighter Sebastian Gardestan နဲ့ရှင်ပြိုင်ထိုးသက်မှာဖြစ်ပါတယ်။ အာလာအန်ဇန်ကိုချစ်တဲ့ပရိသတ်တွေကလည်းဒီပွဲအတွက်အများကြီးရင်ခုန်နေကြပါတယ်အလာအန်ဇက်ကဝမ်းမ16ပွဲကစား14ပွဲနိုင်ထားသလိုမနေ့ဖြန်မှာသူနဲ့ထိုးမဲ့ကာဒက်စတန်ကဝမ်းချန်ပီယံရှစ်မှာ17ပွဲကစား9ပွဲနိုင်ထားတဲ့သူဖြစ်ပါတယ်။ဆိုတော့အလာအန်ဇက်ကိုအားပေးဖို့အားလုံးအဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်။အားလုံးအတူတူအားပေးကြရအောင်နော်။ အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါပထမဆုံးနိုင်ငံတကာသတင်းတွေကိုတော့ဂျန်စီတွေရဲ့တော်လဲရင်းနှီးစပါမယ်လက်တလုံးမှာဂျန်စီလှုပ်ရှားမှုတွေမော်ရိုကိုနိုင်ငံမှာဖြစ်ပွားနေပါတယ်အရင်လိုအစုအဖွဲ့တစ်ခုခုကတယံဝင်ဥဆောင်တဲ့လှုပ်ရှားမှုမျိုးမဟုတ်ပဲအခုလှုပ်ရှားမှုကိုတော့ဘယ်သူဘယ်ဝါရီဆိုတာဖော်ပြမထားတဲ့ဂျန်စီအဖွဲ့တွေကဥဆောင်တာပါ ပါဝင်လှောက်ရှားသူ အများစုကတော့လူငယ်တွေဖြစ်ပြီး Gen Z 212နဲ့ မော်ရိုကို U Bikes လို့အမီမဖော်တဲ့အဖွဲ့တွေက ခေါင်းဆောင်ပါတယ်212ဆိုတာက မော်ရိုကိုနိုင်ငံအတွက် နိုင်ငံတကာဖုံးခေါ်ဆိုမှုကုန်နံပါတ်ကိုအသုံးပြုထားတာပါလူငယ်တွေဟာလူမှုမီဒီယာကွန်ရက်ဖြစ်တဲ့ TikTok နဲ့ Discord လိုနေရာတွေကနေသဆင့်ချိန်ဆပြီးလှုပ်ရှားကြတာလည်းဖြစ်ပါတယ်အဓိကကတော့အစိုးရစက်ကြင်ရေးလှုပ်ရှားကြတာဖြစ်ပြီးကျန်းမာရေးပညာရေးစနစ်တွေပြင်ဆင်ဖို့အာဂတိလိုက်စာမှုတိုက်ဖြတ်ဖို့အလောက်အကိုင်းအခွင့်အရေး တွေဖန်တီးဖို့နဲ့အာကစားပြင်ဆင်မှုတွေထဲပြည်သူလူထုဝန်ဆောင်မှုတွေကိုဦးစားပေးဖို့တောင်းဆိုနေကြပါတယ်။လူငယ်တွေကမော်ရိုကိုနိုင်ငံဟာလက်ရှိကျန်းမာရေးပညာရေးဝန်ဆောင်မှုတွေကိုခရုမစိုက်ဘဲ2030မှာကျင်းပမယ်ကမ္ဘာဖလားဘောလုံးပွဲအတွက်အာရုံစိုက်နေတယ်လို့ဆိုပါတယ်။အာဂဇာယုံရီစောင့်မဲ့အစားဆေးယုံရီစောက်ကြဆိုတာဟာမော်ရိုကိုနိုင်ငံဂျန်စီလှူရှာမှုရဲ့ထင်ရှားတဲ့ကြွေးကြော်တဲ့တစ်ခုဖြစ်ပါတယ် ဒီကနေ့ထိတော့စင်နာပြပွဲတွေအတွင်ရဲတပ်ဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးသူ၃ယောက်ရှိသွားပြီလို့ New York Times နဲ့ Al Jazeera သတင်းဌာနတွေကထုတ်ပြန်ထားပါတယ်။ဖိလစ်ပိုင်နိုင်ငံကအာပြင်းနဲ့ငလင်ထဲမှာငလင်တန်သိမ်းရှောင်ရင်းလမ်းမှာအမျိုးသမီးတယောက်ကလေးမွေးခဲ့တယ်လို့ဒုက္ခသည်သဲတွေမှာရောက်နေတဲ့ကိုဝန်ဆောင်မိခင်၃ယောက်ကိုလည်းဆရာဝန်တွေတူနာပြုတွေကကလေးမွေးပေးခဲ့ရပါတယ်။ ထမအမျိုးသမီးကတော့ငလင်ကျောက်စီဘူးစီတီမက်ဒီကယ်စင်တာစီဘူးမြို့တော် ကျန်းမာရေးဌာနကလူနာရီကို ရွှေ့ပြောင်းရာလမ်းခွလက် စီဘူးမိသက်ဌာနအပြင်ကရှောက်လမ်းမှာမွေးဖွားခဲ့တာပါ သူ့ကိုတော့တာဖွားမီးရဲ့ဆရာဝန်ကြီးခွင်းဂရက်ရှာနဲ့အဖွဲ့ကမွေးပေးခဲ့တာဖြစ်ပါတယ်။စက်တင်ဘာ30ရက်နေ့မှာတော့စီဘူးမြို့တော်ကျန်းမာရေးဌာနကဆရာဝန်တွေနဲ့ဒူနာပြူတွေကပဲအရေးပေါ်တဲတွေမှာရောက်နေတဲ့မွေးလူနာ၃ယောက်ကိုမွေးဖွားပေးခဲ့တာဖြစ်ပါတယ်။မူတဲထန်စွာရွာသွန်းနေပြီးနောက်ဆက်တွဲငလင်တွေကြာကပဲဆရာဝန်တွေနဲ့ဆရာဝန်မတွေကကလေးမွေးဖို့ကူညီပေးခဲ့ကြတာဖြစ်ပါတယ် စက်တင်ဘာ30ရက်နေ့ကပြင်အားမဂနီကျူ6.9ရှိတဲ့ငလင်ဟာဖိလစ်ပိုင်တောက်ပိုင်းစီဘူးမြို့အနီးမှာဗဟိုပြူလောက်ခတ်သွားခဲ့တာဖြစ်ပါတယ်။ငလင်တဲ့ကြောင့်အနည်းဆုံးလူ80ယောက်သေဆုံးခဲ့ပြီးတော့လူပေါင်း2000ကျော်ကို ရွှေ့ပြောင်းထားရတယ်လို့ကုလသမဂ္ဂအေဂျင်စီတွေကပြောပါတယ်။ 2026ခုနှစ်ကမ္ဘာဖလားပွဲစဉ်တွေအတွက်လက်မှတ်တွေကိုဗုဒ္ဓဟူးနေ့ကစတင်ရောင်းချနေတယ်လို့ဘောလုံးအဖွဲ့ချုပ် FIFA ကပြောပါတယ်ဝင်နိုင်ခွင့်ရှိသူတွေကတော့အရင်လကကန်စမ်းမဲလက်မှတ်မဲဖောက်ဖို့ရှောက်ထားတဲ့လူပေါင်း၄.၅တန်းထက်ကမဲပေါက်သူတွေဖြစ်ပါတယ်။မဲပေါက်တဲ့သူတွေကိုအီးမေးလ်ကတဆင့်အကြောင်းကြားထားပြီးဖြစ်တယ်။ဒါမှမဟုတ်အကြောင်းကြားသွားမှဖြစ်တယ်လို့ FIFA ကပြောပါတယ်။ အရှင်နိုင်ငံဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေကလွှဲလို့ကျန်တဲ့နိုင်ငံတွေအနေနဲ့ဘယ်နိုင်ငံမှာကံရမယ်ဆိုတာကိုလည်းသိမှတ်ထားသေးပါဘူး။ပွဲစဉ်တွေကဒီဇင်ဘာ9ရက်နေ့မှာအသေးစိတ်ကြေညာမှာဖြစ်ပေမဲ့လက်မဲ့ဝယ်ယူတဲ့ပြိတက်ကတော့ဘယ်နိုင်ငံရဲ့ပွဲဖြစ်ဖြစ်ဘယ်နေရာဖြစ်ဖြစ်ခရုမစိုက်ပဲဝယ်ယူနေကြတာဖြစ်ပါတယ်။အခုထိရောင်းပေးနေတဲ့လက်မဲ့တွေက48တင်းကစားမဲ့အုပ်စုပွဲစဉ်တွေရဲ့တဝက်တောင်မရှိသေးဘူးလို့ဆိုပါတယ်။ အဓိကကတော့လက်မဲ့ဝယ်ယူနေသူတွေအတွက်မိခွန်ကဗီဇာဘလို့ရနိုင်မလဲဆိုတဲ့မိခွန်ဖြစ်ပါတယ်။ FIFA ကတော့ပြည်သက်တွေကလက်မဲ့ရဖို့အရင်စူးစမ်းကြတာဖြစ်ပြီးတော့ဗီဇာကိစ္စကိုတော့အတော်များများကနောက်မှစီစဉ်ကြမှာဖြစ်တယ်လို့ဆိုပါတယ်။ သတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကို ထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။